အားလုံးမင်္ဂလာပါရှင်ကျမယခင်နေ့ကဒေါက်တာဒေးဗစ်ဝေကတ်ရဲ့ High School Approach Count ကျောင်းလေးကိုစတင်ပြီးတော့ဆွေးနွေးခဲ့တယ်အိမ်မှာဆိုရင်ကလေးတွေက Active Learner တွေဖြစ်တယ် Constructor တွေဖြစ်တယ်ဒါဆိုရင်သူတို့ကိုဒီ High School Approach ကတကယ်ကိုဟိုမိမောင်းထုတ်ပြထားတဲ့တကယ်ကို အလေးထားရမယ့်အချက်ကလေးကကြတော့ကလေးတွေကိုသူတို့ကိုဒါချင်းကတဲ့အခါမှာတကယ်ကိုသူတို့ရဲ့ ဒီတက်ကြွမှုကိုဥတည်ပြီးတော့ဗောနော်တင်ယူမှုတွေကိုတက်ကြွတဲ့သူတွေဖြစ်အောင်ဆောင်ရွက်ပေးရမယ်တက်ကြွတဲ့သူတွေနေနဲ့သူတို့ကိုသူတို့ကိုသူတို့ကိုယ်တိုင်ပါဝင် ပြီးတော့လှုပ်ဆောင်ခဲ့တဲ့လှုပ်ဆောင်ပြီးတော့ရရှိလာတဲ့အကြောင်းအရာလေးတွေရဲ့တည်ယူမှုအောင်မြင်ပေါက်မြအောင်ဆောင်ရွက်ရမယ်ဆိုတာလေးတွေကိုကျွန်မဆွေးနွေးပေးသွားခဲ့ရပါတယ်။အဲ့မှာဆိုလို့ရှိရင်ကျွန်မတို့တချို့စာတင်ငန်းတွေမှာဆိုရှိရည်လေး စာတပုတ်ကိုကလေးညင်အောင်လို့ဆိုငါးခေါက်ငါးခါကူရေးမယ်ငါးခါကူရေးမယ်လက်ရေးလာအောင်လို့ပေါ့အဲလိုသူတို့မှာအကြောင်းပြချက်ကလေးရှိကြတာပေါ့လေအဲလက်ရေးလာအောင်လို့ဆိုလေကျွန်တော်တို့ဒီခေတ်ကြီးကဒီကဲကို technology တွေဖွံ့ဖြိုးတဲ့ခေတ်လေကွန်ပျူတာနဲ့ရိုက်လိုက်ကွန်ပျူတာစလုံးနဲ့တော့ဘယ်လက်ရေးစလုံးမှာမတားတော့မတားပါဘူးအဲ့တည်းတည်းလက်ရေးလာဖို့ဆိုတာနဲ့အုံနောက်ဖွံ့ဖြိုးကအရေးကြီးပါတယ်လက်ရေးလာတာတဲ့ အုံနောက်ဖွင့်ပြမှုကပို့ပြီးတော့အရေးကြီးတယ်ဒါ high school ကနေပြီးတော့ဒါဒါလေးလာဖို့တို့ချေရကျမတို့ကပြန်လဲဆွေးနွေးကျမကပြန်လဲဆွေးနွေးပေးခြင်းဖြစ်ပါတယ်ဒါဆိုရင် active learner တွေဖြစ်လာသူတို့တွေကိုစာပုတ်ကိုစာပိုက်တစ်ပိုက်ကိုငါးကကုရေးဆိုရင်သူတို့ရဲ့လက်ကတော့ဒါအလုံးလုံးနေမယ်အုံနောက်ကတော့ဘလို့နီးနေမှာအလုံးလုံးနိုင်မှာမဟုတ်အလုံးလုံးဖြစ်မှာမဟုတ်ဘူးပေါ့နော်ဒါဆိုရင် ဒီအုံတော့ရဲ့ဖွံ့ဖြိုးမှုဟာရရှိစီမှာမဟုတ်ပါဘူး။ဟဲ့အဲ့လိုမျိုးတွေပေါ့နော်။ကလေးငြိမ်နေတာနဲ့ငြိမ်နေခြင်းဟာတည်ယူမှုကိုဖြစ်စေတာမဟုတ်ပါဘူး။ငြိမ်နေခြင်းဟာတည်ယူမှုကိုဖြစ်စေတာမဟုတ်ပါဘူး။သူကိုယ်တိုင်လက်တွေ့တတကျကျပါဝင်ရင်းနဲ့တည်ယူမှုရတာပို့ပြီးတော့ကောင်းမွန်တယ်ဆိုတဲ့ဟိုဒီ high scope approach ကအလေးထားထားပါတယ်။အဲ့တော့ကြတော့ လန် edit လန်နာရီလည်းဖြစ်တယ် constructor တွေဖြစ်တယ်ဒါကိုသူတို့ကိုတက်ကြွတဲ့လှုပ်ရှားသင်ယူမှုတွေနဲ့ကိုအလေးထားပြီးတော့ချင်းကပ်ရမယ်ဆိုတာလေးကို high scope approach ကို လေ့လာခြင်းအဖြစ်သိရှိလာတာလေးတွေကိုမျှဝေပေးခြင်းဖြစ်ပါတယ်ရှင်ယနေ့မှလည်းပဲဆက်လက်ပြီးတော့ဒီ high scope ဆိုတဲ့ approach ကနေရရှိလာတဲ့အချက်ကလေးတွေပေါ့နော် ကလေးတွေဟာတက်ကြွစွာသင်ယူမှုကရရှိလာတဲ့ဓာတ်ရိုက်ပေါ့နော်ဒါမှမဟုတ်ချက်ချင်းရတဲ့အတွေ့အကြုံတွေကို ပြန်လဲထင်ဟစဉ်းစားတယ်ပေါ့နော်အဲ reflect ပြန်လုပ်ရမယ် review ပြန်လုပ်ရမယ်ပြန်လဲထင်ဟစဉ်းစားပြီးတော့အတီးအစ်တွေကိုတိစောက်တယ် plan do review project ဆိုတာရေးကြည့်ပါလေ plan do review projects then အစီအစဉ်တွေရည်ရွယ်ချက်တွေချမှတ်မယ် do ပြီးရင်ဆောင်ရွက်မယ်လှုပ်ဆောင်မယ်ပြီးရင် review ပြန်လဲသုံးသပ်မယ်လှုပ်ဆောင်လိုက်တာ စီစဉ်လိုက်တာတွေရည်ရွယ်ချက်တွေချထားတာတွေကို review လုပ်ရပါမယ်။အမြဲတမ်းဒါလုတ်တယ်လုတ်တယ်ဆောင်ရက်တယ်ဆောင်ရက်တယ်ဆောင်ရက်တယ်နဲ့ပဲရှစ်ဆက်သွားလို့ဆိုလို့ရှိရင်ပြန်လဲသုံးသက်ခြင်းမပါလို့ရှိရင်ပြည့်စုံတဲ့အကြောင်းအရာတွေရရှိလာစေမှာမဟုတ်ပါဘူးအဲ့တော့ပထမဦးဆုံး plan ရှိမယ်အဲ့ plan ကနေပြီးတော့ do do ပြီးလို့ရှိရင် review အဆက်ကိုလာပါမယ်အဲ့လိုနည်းတွေနဲ့ plan to review ဆိုတဲ့ project တွေဟာလောက်ဆောင်ပေးခြင်းအဖြစ် တကယ်ကိုပဲကောင်းမွန်တဲ့အသီးသစ်တွေတည်ဆောက်ခြင်းကိုရရှိစေနိုင်ပါတယ်လို့ကျွန်တော်တို့ဒီ high school approach play ကိုလေ့လာခြင်းအဖြစ်သိရှိလာစေရပါတယ်ရှင်။ကလေးပြည့်တွေကလေးပြောတာတွေလှုပ်တာတွေကိုစိတ်ဝင်စားတဲ့လူကြီးတွေရဲ့အားပေးထောက်ပံ့မှုနဲ့ကလေးတွေဟာသူတို့နားလည်မှုတွေကိုသူတို့တည်ဆောက်နိုင်တယ်လေ။အဲ့ဒါလေဒီက high school approach ကနေပြီးတော့ဒါအလေးထားပြီးတော့ဟိုဟာဆွေးနွေးပေးထားတဲ့အချက်ကလေးပါ။ ကလေးပြောတာတွေကလေးတွေလှုပ်တာတွေကိုစိတ်ဝင်စားတဲ့လူကြီးတွေရဲ့အားပေးတောက်ပံ့မှုနဲ့ကလေးတွေဟာသူတို့နားလည်မှုတွေကိုသူတို့တိဆောက်ကြတယ်။အားပေးတောက်ပံ့မှုမပါဘဲနဲ့သူတို့နားလည်မှုတွေကိုတိဆောက်တာပြည့်စုံနေမှာမဟုတ်ပါဘူး။အဲ့တော့လူကြီးတွေရဲ့အားပေးတောက်ပံ့မှုကအရေးကြီးတယ်။ဒီအားပေးတောက်ပံ့မှုနဲ့သူတို့တွေဟာသူတို့ရဲ့နားကလေးတွေဟာသူတို့နားလည်မှုတွေကိုသူတို့တိဆောက်နိုင်တယ်။မိမိကိုယ်ကိုထိန်းချုပ်နိုင်တယ်။မိမိရဲ့ပျော်ရွှင် ခြင်းနဲ့မှုကိုလည်းရရှိနိုင်တယ်။ ဒါဆိုရင်ဒီလိုနည်းတွေနဲ့သူတို့လှုပ်ဆောင်တာတွေသူတို့လှုပ်ဆောင်ချက်တွေသူတို့ရရှိလာတာတွေကိုလူကြီးတွေကစိတ်ဝင်စားနေအားပေးထောက်ပံ့မှုတွေပြုလုပ်လိုက်လို့ရှိရင်သူတို့ကိုသူတို့ထိန်းချုပ်နိုင်ပြီးတော့သူတို့ကိုသူတို့လည်းနားလည်လာပြီးတော့မိမိကိုယ်ကိုကျေနပ်ပျော်ရွှင်မှုကိုရစေတဲ့ကလေးလေးတွေဖြစ်ပေါ်လာမှာဖြစ်ပါတယ်။ဒါဆိုရင်နေ့စဉ် plan do review လုပ်ငန်းစဉ်ကနေပြီးတော့ကလေးတွေကသူတို့ရဲ့ရည်ရွယ်ချက်တွေကိုဆောင်ရွက်လုပ်ကိုင်နေလုပ်ကိုင်နေတာတွေကို ပြန်လဲပြန်လဲထင်ရစဉ်းစားခြင်းတွေကို အလေးအကျင့်လေးတွေလုပ်ပေးသွားမှာပါဒီက plan do review ဆိုတဲ့လုပ်ငန်းစဉ် process ကလေးကိုကလေးတွေကို လေ့ကျင့်ပေးသွားလို့ရှိရင်တို့တွေကတို့တွေကိုယ်တိုင်စနစ်တကျဆောင်ရွက်သွားစီဆောင်ရွက်တတ်သွားစီမှာပါ plan season တွေချရဲရည်ရွယ်ချက်တွေထားရဲ do ပြီးရင်လုံးဆောင်မယ်ပြီးရင် review ပြန်လဲသုံးသပ်မယ် plan do review ဆိုတဲ့အစီအစဉ်ဟာတကယ်ကိုပဲ ကလေးတွေအတွက်ကောအားလုံးအားလုံးသောအားလုံးသောလူတွေအတွက်ကောဒီကလုပ်ငန်းစဉ် process တွေဟာတကယ်ကိုပဲလုံဆောင်တဲ့အကြောင်းအရာတွေဖြစ်တယ်ဆိုတာကို high school approach ကလေးကိုလေ့လာခြင်းအပြင်ကျွန်မသိရှိတာလေးကိုပြန်လည်မျှဝေပေးခြင်းဖြစ်ပါတယ်။ဒါကြောင့်ကလေးတွေဟာသူတို့ရဲ့ရည်ရွယ်ချက်တွေကိုလုံခြုံနေလုံဆောင်ခဲ့ရတာတွေကိုပြန်လည်ပြီးတော့ plan to review ဆိုတဲ့ process အတိုင်းပြန်လဲထင်ရစဉ်းစားခြင်းတွေကိုလုံဆောင်နေတဲ့လေ့ကျင့်လေးတွေကိုဝေမျှပေးသွားရမယ်ဆိုတာလေးကို ဆွေးနွေးပေးခြင်းဖြစ်ပါတယ်ဖြင့်ပြီးတော့မိမိစိတ်ဝင်စားမှုကိုဖော်ထုတ်တဲ့ဖော်ထုတ်တတ်တဲ့အလေးထားလေးရှိရမယ်မိခွန်းတွေမေးတတ်ရမယ်မိခွန်းတွေကိုလည်းမေးရင်လည်းဖြေပြီးလူကြီးတွေအုပ်ထိန်သူမိဘတွေဆရာသမားတွေအဖြေချပေးရမယ်မိခွန်းမေးတဲ့အလေးထားလေးရှိရမယ်ပြီးရင်လည်းဖြေချပေးရမယ်နောက်တစ်ခါမိမိတွေးရှိလာတဲ့တွေးရှိချက်တွေကိုတခြားသူတွေနဲ့လည်းမျှဝေပေးတတ်တဲ့သူတွေဖြစ်အောင်ဆောင်ရွက်ပေးရပါမယ် ကလေးတွေရဲ့စိတ်စိတ်ဝင်စားမှုကိုဖော်ထုတ်တတ်တဲ့အလေးထားလေးတွေ မေကွန်မေးရတဲ့လေးထလေးတွေတပားသူကတခြားသူတယောက်တယောက်ကမေးလာလို့ရှိရင်လည်းပြန်ပြီးတော့ဖြေကြတတ်တဲ့လေးထလေးတွေကလေးမေကွန်မေးရင်လည်းလူကြီးမိမာတွေကပြန်လဲဖြေကြတတ်တဲ့အောင်နောက်တကမေကွန်နေမေးခြင်းအဖြစ်လည်းသူတို့တွေရဲ့တွေ့ကြည့်ချက်တွေကိုမျှဝေလာအောင်စိတ်ဝင်စားမှုတွေပိုကောင်းလာအောင်ကလေးတွေကိုပြန်ပြီးမေကွန်နေမေးခြင်းနေရာနဲ့ဆောင်ရွက်ပေးရမှာပါအဲ့လိုပဲဖြေကြမိမိဖြေကြမယ့်အကြောင်းအရာတွေကိုလည်းသူတို့နားလည်သွားအောင်ဖြေကြပေးရမှာပါအဲ့လို project တွေနဲ့ပေါ့နော်သူတို့ဒီ approach တွေနဲ့ချင်းကပ်သွားရမှာပါမိမိစိတ်ဝင်စားမှုကလေးတွေရဲ့စိတ်ဝင်စားမှုကိုဖော်ထုတ်တတ်ရမယ်ဖော်ထုတ်ပေးရမယ်မိကိုနေကိုမေးပေးရမယ်ဖြေရာတွေဖြေပေးရမယ်တွေးရှိချက်တွေကိုလည်းတခြားသူတွေနဲ့မျှဝေပေးတတ်တဲ့အလေးထားလေးတွေရရှိအောင်ဆောင်ရွက်ပေးကြရမှာပါရှင်ဒါဆိုလို့ရှိရင်ကလေးတွေရဲ့အစာပြုဆောင်ရွက်နိုင်မှုတွေစိတ်ပါဝင်စားမှုတွေစူးစူးစမ်းလေ့လာလိုမှုတွေအရင်မြင့်ပြေဝမှုတွေလွတ်လပ်စွာလုပ်ကိုင်ဆောင်ရွက်နိုင်မှုတွေ တာဝန်ယူဆောင်ရွက်မှုစွမ်းရည်တွေတဖြည်းဖြည်းနဲ့ပြည့်ပြိုးလာစေမှာဖြစ်ပါတယ်တဲ့ habit or mind သူ့ရဲ့အသိစိတ်ထဲမှာကိုပဲတကယ်ကိုပဲအလေးအကျင့်အလေးအထားတစ်ခုဖြစ်လာအောင်ဆောင်ရွက်ပေးစီရမယ်ဒီဖွံ့ဖြိုးမှုတွေပေါ့နော်အစာပြုဆောင်ရွက်နိုင်မှုတွေလှုပ်တင်လှုပ်တိုက်တဲ့အလုပ်တစ်ခုကိုတခြားသူဆောင်ရွက်ခိုင်းမှာမဟုတ်ဘူးမိမိကိုယ်တိုင်ကကိုပဲအစာပြုပြီးတော့လှုပ်ဆောင်နိုင်တဲ့အရာချင်းတွေလှုပ်ဆောင်နိုင်အောင်ဆောင်ရွက်ပေးရမယ် အားပေးမှုရှိရမယ်တိုက်တွန်းမှုရှိရမယ်အဲ့လိုမျိုးစိတ်ပါဝင်စားမှုတွေအကောင်းလောင်စူးစမ်းလေ့လာမှုတွေလှုပ်ဆောင်တာတွေကိုလှုပ်ဆောင်ခွင့်ပေးတာတွေအဲ့လိုနည်းနေနဲ့လှုပ်ဆောင်ရင်ဈေးချင်းအပြင်အရင်မြစ်တွေပြေဝလာမယ်လိုအပ်တဲ့ခြေခံအသည့်ပညာတွေပြည့်ဝလာမယ်အဲ့လိုနဲ့လွတ်လွတ်လပ်စွာလောက်ကိုင်းနိုင်မှုတွေတာဝန်ယူဆောင်ရွက်နိုင်တဲ့စွမ်းရည်တွေဟာတပြေပြေးဖွံ့ဖြိုးလာစေမယ်ဖြစ်တယ်ဆိုတာကိုကျမတို့ high school approach နဲ့ချင်းကတင် ပေးခြင်းအပြင်ရရှိလာစေတဲ့ဖွံ့ဖြိုးမှုတွေအကြောင်းကိုကျွန်မကဆွေးနွေးပေးခြင်းဖြစ်ပါတယ်ရှင်။အဲ့ဒီမှာဆက်လက်ပြီးတော့ဒီမှာဆိုလို့ရှိရင် active learning တွေဖြစ်အောင်ဒါသူတို့တွေကိုဘယ်လိုတွေဆောင်ရွက်ပေးရမလို့သူတို့တွေရဲ့ဒါမှတ်ဉာဏ်တွေကောင်းလာအောင်နောက်တက်က material တွေရှိမယ်သူတို့တွေကိုဒီလိုမျိုးလုံဆောင်နိုင်မှုနေရာတွေပေးရမယ်နောက်တက်က plan to review တွေရှိရမယ်အုပ်စုငယ်လေးတွေဖွဲ့ပြီးတော့ ဒီသူတို့တွေကိုဆွေးနွေးခွင့်နေလှုပ်ဆောင်ခွင့်နေပေးရမယ်အုပ်စုကြီးတွေဖွင့်ပြီးတော့ဖွဲ့ပြီးတော့လေလှုပ်ဆောင်ခွင့်နေပေးရမယ်ဒါတွေကပေါ့နော်သူတို့တွေကိုပြန်လဲပြီးတော့တုံ့တက်မှုတွေကဒါသူတို့တွေကိုဒါဒီလိုမျိုးလေးတွေလှုပ်ဆောင်လို့ရှိရင်ပို့ပြီးတော့အောင်မြင်တယ်ပို့ပြီးတော့ဆွေးနွေးနေကောင်းတယ်ပို့ပြီးတော့အသိပညာတွေရရှိစေတယ်ဆိုတာလေးတွေကိုစနစ်တကျပေါ့နော်သူတို့ကလေးတွေကိုပေါ့ဒါလှုပ်ဆောင်ခွင့်နေပေးခြင်းအဖြစ် ရရှိစေတဲ့သူတို့တို့ရဲ့အတွက်တင် जा တည်ယူမှုတွေပုံမကောင်းမွန်စေတယ်ဆိုတာလေးကိုကျမတို့ high school approach ကိုလေ့လာခြင်းအဖြစ်သိရှိလာစေရပါတယ်။အဲ့လိုဆိုလို့ရှိရင်ကျမတို့တက်ကြွတဲ့ active learning learner တွေဖြစ်လာအောင် တက်ကြွဆိုတာတည်ယူမှုအပိုင်းကြီး၅ပိုင်းအဓိက အပိုင်းကြီး၅ပိုင်းရှိပါတယ်အဲ့ဒီမှာဆိုရင်ပစ္စည်းတွေတကယ်ကို material တွေလိုပါတယ်သူတို့တွေပေါ်တော့သူတို့တွေလက်တွေ့လှုပ်ဆောင်နိုင်မှုအတွက်စူးစမ်းလေ့လာနိုင်မှုအတွက်စူးစမ်းလေ့လာတဲ့လုပ်ငန်းတွေလှုပ်ဆောင်နိုင်အောင်လက်တွေ့လုပ်ငန်းတွေ hand on learning တွေလှုပ်ဆောင်နိုင်အောင်ပစ္စည်းတွေ material တွေလိုအပ်တယ်ပြီးတော့လက်ဖြင့်ထိတွေ့ kain တွေလှုပ်ဆောင်မှုတွေကိုစီစဉ်ပေးရမယ် manipulation ဆိုတာလက်တွေ့ လက်ဖြင့်ကင်တွေလှုပ်ဆောင်မှုတွေလှုပ်ဆောင်နိုင်အောင်စူးစင်စီစဉ်ဆောင်ရွက်ပေးရမယ်ရွေးချယ်မှုတွေလှုပ်ဆောင်ခွင့်တွေပေးရမယ်ကလေးဘာသာစကားနဲ့စဉ်းစားတွေးခေါ်မှု child language and thought သူတို့ရဲ့ ဒီကလေးရဲ့စဉ်းစားတွေးခေါ်မှုကလေးရဲ့ဘာသာစကားတွေရှိမယ်ပေါ့เนาะဒါလည်းတက်ကြွစွာတည်ယူမှုအပိုင်းကြီး၅ပိုင်းထဲမှာဒီပိုင်းအနေနဲ့ပါနေတာပါနောက်တစ်ခါလူကြီးတွေရဲ့ကူညီပံ့ပိုးမှုပေါ့เนาะ adult scaffolding ဆိုတာတကယ်ကိုရေးကြည့်ပါတယ် scaffolding လုပ်ပေးများများလုပ်ပေးနိုင်လေသူတို့ကိုဘာဖြစ်တယ်ဆိုရင်ပုံမဖွင့်ပြမှုတွေရရှိလေပါအဲ့ဒီ scaffolding လုပ်ပေးရဲ့ညံစင်ပေးတယ်ကူညီထောက်ပံ့မှုတွေပေးတယ်ဆိုတာဟာ ကလေးကိုတတကြွကြွနဲ့သူကိုယ်တိုင်လှုပ်ဆောင်နိုင်မှုတွေကိုဒါဆောင်ရွက်နိုင်အောင်စီစဉ်ပေးဖို့ပြောပါဟိုဆိုလိုခြင်းဖြစ်ပါတယ်အစအစအရာရာကလေးကိုဘာမှမလုပ်ခိုင်းမဲနဲ့ကူညီပေးဖို့ကူညီပံ့ပိုးပေးဖို့ပြောတာမဟုတ်ပါဘူးသူ့ရဲ့တကြွတကြွစွာတည်ယူလေးလာမှုတွေသူကိုယ်တိုင်စူးစမ်းလေးလာမှုတွေပါဝင်လှုပ်ဆောင်မှုတွေဆွေးနွေးမှုတွေစသည့်အချက်တွေကိုဒါစကယ်ဗူရင်းဆိုတာကူညီပေးတဲ့သူပဲဖြစ်ရမှာပါကျန်တာသူတို့ကိုယ်တိုင်ကလေးကိုယ်တိုင် ုတ်ဆောင်စီရမှာပါဒါဆိုရင်ကျမဒီကတကြွစာတီယူအပိုင်းကြီး၅ပိုင်းကိုခဏဆွေးနွေးပါတယ်ဒီကလည်းကြာပါတယ်သူကပစ္စည်းတွေလုံးမဲ့လက်တွေ hand on landing တွေလက်တွေထိတွေ့ gain တဲ့လက်ဖြင့်ထိတွေ့ gain တွေ hand on landing တွေလက်ဖြင့်ထိတွေ့ gain တွေလုံဆောင်မှုတွေ အဲ့ဒီအမမိမိစိတ်ဝင်စားမှုကိုရွေးချယ်ပြီးတော့ဆောင်ရွက်တတ်တဲ့အလေးချင်းတွေကလေးတွေရဲ့ဘာသာစကားနဲ့စဉ်းစားတွေးခေါ်မှုရင်လူကြီးတွေရဲ့ကူညီပံ့ပိုးမှုတွေဆိုပြီးတော့ကျွန်မဆွေးနွေးတယ်။အဲ့ဒီမှာလည်းဒီမှာလည်းအခန်းစီစဉ်ထားရှိဖို့ဆိုတာရှိရဲ့။အခန်းကိုလည်းဒီလိုမျိုးပေါ့နော်။တို့တွေကိုပစ္စည်းလေးတွေတိန်းတာအစားမှာစနစ်တကျတို့ဆောင်ရွက်လိုတာလေးတွေကိုလည်းစနစ်တကျဆောင်ရွက်လို့ရအောင် စီစဉ်တာလည်းတည်တည်တတ်တတ်ကလေးကလေးနဲ့လျော်ညီအောင်ကလေးအတွက်ဒါအခက်ခဲမရှိအောင်စီစဉ်ဆောင်ရွက်ထားတဲ့စာတင်ငန်းလေးတွေဖြစ်ပါလေရှင်အဲဒါဆိုလို့ရှိရင်ကျားတို့ဒီမှာဆိုလို့ရှိရင်လည်းသူက scaffolding နေတိုင်းနေရှိရယ်။ဟုတ်ပြီ။ဒါဆိုသူတို့ကိုလည်းကျွန်တော်တို့ဒိုင်တီဗယ်လေးတွေရေးဆွဲကြည့်ခြင်းအဖြစ်စနစ်တကျဖြစ်အောင်ဆောင်ရွက်ပေးလို့ရတယ်။ သူတို့မှာလုပ်ငန်းပေးလေးတွေရှိတယ်အဲ့လုပ်ငန်းပေးလေးတွေကိုလည်းစနစ်တကျလုပ်ငန်းပေးလေးတွေနဲ့ပြီးမြောက်သွားအောင်ဆောင်ရွက်ပေးလို့ရတယ်အဲ့လိုပေါ့နော်ဒီလိုမျိုးသူတို့တွေရဲ့ဒီတက်ကြစွာတည်ယူမှုအပိုင်း၅ဘိုင်းမှာဒီ၅ဘိုင်းကိုကုညီပံ့ပိုးပေးရင်အဖြစ်ပေါ့နော်စီစဉ်ဆောင်ရွက်ထားခြင်းအဖြစ်တည်ယူမှုတွေများများရရှိလာစေအောင်ဆောင်ရွက်ပေးကြရမယ်ဆိုတဲ့အကြောင်းလေးကို ျမယနေ့ဆွေးနွေးပေးသွားရင်ဖြစ်ပါတယ်။နောက်နေ့တွေမှာကျမကြံရှိနေတဲ့အကြောင်းအရာလေးတွေကိုဆက်လက်ဆွေးနွေးပေးသွားပါမယ်လို့ပြောကြားရင်းနဲ့ကျမရဲ့ယနေ့ဆွေးနွေးချက်ကလေးကိုညီကုန်းချုပ်ပြပါရှင်။အားလုံးကိုကျေးဇူးတင်ပါတယ်ရှင်။